အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုးလိုက်ပါတယ်အဲ့တော့ဒါဒီနေ့မနက်ပိုင်းမှာတော့ဒါကျွန်တော်ညီကိုတွေအကုန်လုံးဒါကျွန်တော်တို့ Manchester United ပြည်တရညီကိုတွေအကုန်လုံးစိတ်သက်တရအမြင့်ဆုံးရောက်နေမယ်လို့မျှော်လင့်ပါတယ်ဘောနော်အဲ့တော့ဒါဒီလိုမျိုးဒါဘလုံးပွဲတစ်ပွဲကိုကြည့်ပြီးတော့ရသမရတော်တော်လေးကိုကြာခဲ့ပြီဘောနော်ဒါလက်ရှိမှာဒီတကယ်တမ်းမှာဒါကျွန်တော်ဘောလုံးရသတဲ့မျိုးစုံပြီးခဲ့တယ်ကျွန်တော်တို့ဒါဘူရုနဲ့ကလစ်နဲ့ဒါလာစီယိုပွဲမှာကျွန်တော်ကြည့်ခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ ဒါယူရိုပါလိရဲ့ဒီတစ်ပတ်ရဲ့ပွဲစဉ်တွေကတကယ်ကိုရင်ကုန်စိတ်လှုပ်ရှားပွဲအားလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်ဒီနေ့နဲ့အဓိကပတ်သက်ပြီးပြောချင်တာကတော့လက်ရှိမှာ Manchester United နီးပြ Ruben Amorim အနေနဲ့ လာမယ့်ပွဲစဉ်ဒီမှာအနာဂတ်မှာဒါကျွန်တော်တို့ဒီယာဒီမှာတော့သူ့အနေနဲ့ထွေးမီးယားလိကိုအာယုံစိုက်တော်မှာမဟုတ်ဘဲနဲ့သူ့အနေနဲ့ဒါကျွန်တော်တို့ယူရိုပါလိကိုသာအဓိကအာယုံစိုက်တော်မှာဖြစ်ကြောင်းဒါကျွန်တော်တို့တရားဝင်ပြောဆိုလာခဲ့တယ်ပြောချင်တာလက်ရှိမှာယူရိုပါလိကိုမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့စခူးနိုင်မှန်သူတို့အနေနဲ့တော်တော်လေးကိုယုံကြည်ထားခဲ့ပြီးတော့လာမယ့်ဒါကျွန်တော်တို့ရသက်တပတ်အတွင်းမှာဒါကျွန်တော်ပရီးမီးယားလိပွဲစဉ်တွေကိုလူငယ်ဒီကိုသာထုတ်သုံးမယ်ဆိုပြီးတော့ဒီနေရာမှာဒါကျွန်တော်ရူဘင်အာမိုရင်းကတရားဝင် confirm လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ Manchester United အသင်းအတွက်ဒီလက်ရှိ Europa League ကဘယ်လောက်ထိရေးပါလဲလက်ရှိမှာ Europa League ကဘယ်လောက်ထိရေးတာလဲဆိုတော့ Europa League က Manchester United အသင်းကိုလာမယ့်နေရာဒီမှာ85တန်းစပေးမယ်အဲ့ဒါကဘာကြောင့်စပေးမှာလဲအဲ့တော့ Manchester United အသင်းနဲ့လာမယ့်နေရာဒီမှာဒါ Europa League ကိုဖလားကိုရခဲ့ပြီးတော့ဒါကျွန်တော်တို့ Champion League ကိုဝင်ခဲ့မယ်ဆိုရင်တော့ Nike ဘက်ကနေပြီးတော့ဒါကျွန်တော်တို့ 85သန်းပေးမယ်85သန်းပေးမယ်အပြင်ကိုဒါကြောင့် Manchester United အသင်းအနေနဲ့အခုလက်ရှိနောက်ဆုံးရသတင်းတွေရဆိုရင်တော့ Manchester United အသင်းကဒါကျွန်တော်တို့ Champion League ပဝင်ခဲ့မှာဆိုတန်းကိုယာနဲ့ချိန်ပြီး qualifying group မှာလည်းရအောင်မယ်အဲ့တော့ United အသင်းနဲ့ဒါကျွန်တော်တို့လာမယ့် New Year ဒီမှာ Manchester United အသင်းရဲ့ဒါကျွန်တော်တို့လူဝယ်မှုတွေကိုကောင်းကောင်းမြင်ချင်တယ်ဆိုရင်တော့ Europa League အများကြီးအခရာကြလိမ့်မယ်လို့ပြောလို့ရတယ်တမပါအဲ့ဒါကြောင့်မလို့ရှိမှ Manchester United အသင်းနဲ့လည်း Europa League ကိုလာမယ့်ဒါကျွန်တော်ပွဲစဉ်တွေမှာအာရုံစိုက်ဖို့ရှိတယ် Manchester United အသင်းကဒီဘက် ော့ကျွန်တော်စပါးနဲ့ဘူရူးနဲ့ဂလင်းနဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ Manchester United တင်ကပွဲချက်တယ် Manchester United တင်တဲ့ Bilbao ကိုဒါကျွန်တော်တို့ final မဟုတ်ခင်ကအစိုးရသွားရမယ်သဘောမှာရှိတယ် Athletic Bilbao ရဲ့ဒါကျွန်တော်အိမ်ဝင်အဝေးခွင့်နှစ်ကြော့လုံးကန်ရမယ်ပထမကြော့မှာ Athletic Bilbao ရဲ့အိမ်ဝင်မှာကန်ဖြစ်ပြီးတော့ဒုတိယကြော့မှာဒီနေ့လိုပဲကျွန်တော် Lion နဲ့ပွဲစဉ်လိုပဲဒါအဝေးခွင့်ကန်ရမှာပေါ့နော်အဲ့တော့ Bilbao ကတည်တဲ့အတိုင်းပဲဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့သူ့ရဲ့ La Liga မှာလည်းအဆင့်လေးနေရာမှာရပ်တည်နေခဲ့ပြီးတော့ခြေစွမ်းရံတော်တော်လေးကိုဒါ solid ဖြစ်တဲ့အသင်းတွေကသတင်းလို့ပြောလို့ရတယ်အဲ့တော့ United အသင်းနေနဲ့လာမယ့်ဒါပွဲစဉ်မှာတော့ ပိုးမွေလင်းပြောင်းမစခက်ခက်ခက်ခံမှုရှိတယ်။ဒါပေမဲ့ United အသင်းကဒီနေ့ပွဲစဉ်မှာ Lion နဲ့ပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းတစ်ခုကိုပြသခဲ့ပြီး body လုံနိုင်လဲဆိုတာကိုပြသခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်။အဲ့တော့လက်ရှိမှာ Athletic Bilbao နဲ့ Bendy တွေကံမယ်။ Manchester United ကတည်းကတည်းကမေနဲ့မေလ၁ရက်နေ့မှာတော့ကျွန်တော်တို့ Athletic Bilbao နဲ့စပြီးတော့ကံဖြစ်ပြီးတော့၈ရက်နေ့မှာ Manchester United အင်ဝင်ဒါကျွန်တော်တို့ Old Trafford မှာကံမှာဖြစ်ပါတယ်။အဲ့တော့ United အသင်းကခုလက်ရှိမှာဒါကျွန်တော်တို့ဒီနောက်ပိုင်းတစ်တွေမှာ Europa League ကိုဒါ semi final ဒါကျွန်တော်၃ချိန်ပြပါတော့ Selhurst Ferguson မရှိတဲ့ချိန်မှာ Europa League ကိုဒါကျွန်တော် semi final ဲ့၃ချိန်မြောက်တက်ခဲ့တဲ့အထိကိုရောက်လာခဲ့ပြီအဲ့တော့ဒီ၃ချိန်မှာတော့ United ကဒါကျွန်တော်တို့ပထမတစ်ချိန်တော့ကျွန်တော်တို့ဖလားရသွားခဲ့တယ်ဒုတိယတစ်ချိန်ကမက်မက်ရ David De Gea ရတဲ့ကျွန်တော်တို့ပနတီလွဲမှားမှုနဲ့တူတူဒါကျွန်တော် United အသင်းဒါကျွန်တော်တို့သူရဲ့ဖလားဆုတ်ရှုံခဲ့တယ်အခုတတိယအချိန်မှာကော United အသင်းနေနေတာကျွန်တော် Europa League ဖလားကိုစုခုနေအဲ့တော့လက်ရှိမှာကျကျွန်တော်တို့လူတော်များကဒါကျွန်တော်တို့ဒါ4-2ဆိုတဲ့အချိန်မှာ United ရဲ့ဒါကျွန်တော် season ကြီးကပြီးဆုံးသွားပြီဆိုတဲ့ပုံစံမျိုးနဲ့ရေးသားလာခဲ့ပေမဲ့ United အသင်းနဲ့နောက်ဆုံးအချိန်ထိဒါကျွန်တော်အနိုင်မခံအရှုံးမပေးဆိုတဲ့စိတ်ဓာတ်တွေကိုတွေးခဲ့ရတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်ရင်တော့ကကျွန်တော်တို့ဒါ ကြားနေကြမယ်ကြားကြားနေကြစကလုံးတစ်ခုဖြစ်တဲ့3မိနစ် Manchester United အသင်းကိုတွေ့ခဲ့ရတယ်။ဒါကျွန်တော် Ruben Amorim အနေနဲ့ဒါကျွန်တော်မနေ့ကသူ့ရဲ့ tactical ကိုဒါကျွန်တော်အချင်းဒီကတော်တော်လေးကိုသူ့တွေ့လို့အဲ့တော့မနေ့ကပွဲကိုကျွန်တော်သေချာပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်အမှန်တမ်းပြောမယ်ဆိုရင် Rio Ferdinandsa ဟာဟေးမကွန်ရတဲ့ကိုကြီးမိုင်းနူကိုတိုက်စစ်မှုတင်ထားတာအလုပ်ဖြစ်ပါမလားပေါ့နော်။အဲ့တော့လက်ရှိမှာ Ruben Amorim တိုက်စစ်မှုတင်ခဲ့တဲ့ကိုကြီးမိုင်းနူကိုဒါကျွန်တော်တို့ဟေးမကွန်ရရဲ့နှစ်လောက်လုံးရဲ့ဒါကျွန်တော် twin goal တွေနဲ့အတူ Manchester United အသင်းကတော့အဲ့တော့ ကျွန်တော်ဒီနေရာမှာကျွန်တော်ရဲ့ input ပေါ့နော်လက်ရှိမှာ Ruben Amorim ကတော့ပုံမလင်းလင်းပြောတယ်သူအနေနဲ့ lambda ဒါကျွန်တော်ရက်သက်တဲ့ဘက်ပွဲစဉ်တွေမှာသူအနေနဲ့ Premier League ပွဲစဉ်တွေကိုတော့လူငယ်တွေနဲ့ပဲကန်သွားဖြစ်ပြီးတော့လူကြီးတွေနဲ့တော့ဒါကျွန်တော်တို့မကန်တော့ဘူးဆိုတဲ့ပုံစံမျိုးသူပြောတာဒါကိုပါကိုဆိုလိုချင်တာလေအဲ United အသင်းနဲ့ဒါကျွန်တော်တို့ကျွန်တော်မြင်ရပြောမှာဆို Ruben Amorim ကလက်ရှိမှာ United အသင်းကနှစ်သင်းစာလူမရှိနေဘူးဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ဆိုလိုချင်တယ်လို့မြင်တယ်။ United အသင်းနဲ့လက်ရှိမှာဒါကျွန်တော် Premier League မှာဒါကျွန်တော် assist အဖြစ်ဆိုရင်တော့ဒါကျွန်တော်တို့ အချစ်ဟိုပြောမယ်ဆိုရင်တော့ဒါကျွန်တော်တို့အာတန်းတော့မစင်ပါဘူး United ကစပါ့လက်ရှိမှာဒါကျွန်တော် Premier League မှာတန်းစင်ဖို့လုံးဝအဆင်စင်မရှိဘူးလို့မြင်တယ်။သို့ပေမဲ့တော့ညာသူတို့အနေနဲ့ဒါလက်ရှိမှာ United အသင်းအနေနဲ့လာမယ့်ဒါကျွန်တော်တို့ Premier League ပွဲစဉ်တွေမှာလူငယ်တွေကိုအဓိကထုတ်ကန်သွားမယ်။ United အသင်းနဲ့လာမယ့်နွေရာသီမှာအကယ်၍သာ Europa League ဖလားရခဲ့ပြီးတော့ Champions League Super League ကို Champions League ဝင်ခွင့်သာရခဲ့မယ်ဆိုရင်တော့ Manchester United အသင်းအတွက်ကတော့ဒါကျွန်တော်တို့လာမယ့်နွေရာသီမှာလူစင်ပူတောင့်တင်းအောင်လုပ်ရမယ်လို့မြင်တယ်။ဒါကျွန်တော်မနေ့ကမှဒါ Eddie နဲ့ပြောခဲ့သူပဲပေါ့နော်။ United အသင်းနဲ့အခု လက်ရှိမှာဒါကျွန်တော်တို့ United အသင်းရဲ့ level မှာရှိမနေတဲ့ကစားသမားတွေတော်တော်လေးကိုများတယ်ဒါကျွန်တော် average ပေါ့နော်ဒါကျွန်တော်တာမန် level လောက်ပဲရှိတဲ့ကစားသမားတွေမှာပြီးတော့ခုနကအသင်းမှာဒါကျွန်တော်တို့ရေးသားခုနေတဲ့ကစားသမားတချို့လည်းရှိနေသေးတယ်တော့ကြောင့်လာမယ့်လူရည်ဒီမှာဒီကစားသမားတွေကိုထုတ်ရမယ်လို့မြင်တယ်အဲ့တော့ Ruben Amorim နဲ့ဒါကျွန်တော်မနေ့ကသူ့ရဲ့ဒါကျွန်တော်တို့အဲအားနည်းတဲ့အချက်တစ်ခုကိုသူပဲပြန်ပြီးတော့အဆုံးသတ်ပြခဲ့တယ်ပေါ့နော်အဲ့တော့မနေ့ကသူဒါကျွန်တော်တို့မှာယွင်ခဲ့တဲ့အခြေအနေတခုက Mazraoui ကိုဒါ46မှာဒါပေမဲ့ လက်ရှိနောက်ဆုံးကြားရတဲ့သတင်းတွေကမာဇရာဝီနဲ့ဒါကျွန်တော်တို့အဲလင်ဒလော့ဖ်ကိုသူပြန်ခိုင်းလိုက်တဲ့တောင်ပြောတယ်သူမာဇရာဝီဆိုတဲ့ကျွန်တော်မိသားစုကိစ္စရှိရတဲ့ကြောင့်ဒါပွဲချိန်45မိနစ်အပြီးမှပြန်ဘာဖြစ်လဲတော့ကျွန်တော်ဒီနေ့တော့မသိရသေးဒါပေမဲ့မိသားစုပြဿနာကြောင့်မလို့ဒါကျွန်တော်မာဇရာဝီကိုဒုတိယပိုင်းမှာဆက်မသုံးမင်းနဲ့ပြန်ခိုင်းလိုက်တယ်အဲ့တော့ဒီနေ့မှာဒါကျွန်တော်သူနဲ့တိုက်တကယ်ရလဲလာရတာမဟုတ်ဘဲနဲ့ပြဿနာတစ်ခုကြောင့်မာဇရာဝီကိုလဲလိုက်ရတယ်ဆိုတဲ့သဘောကို Manchester United နီးပြအာမိုရင်းကထုတ်ပြောလာခဲ့အဲ့တော့ဘာတွေများဖြစ်လဲတော့မသိမှအခုလက်ရှိမှာဒါဟာတန်ရာပြဿနာမဟုတ်ဘဲနဲ့အခုလက်ရှိမှာဒီပြဿနာကပြီးဆုံးသွားပြီဖြစ်တဲ့ကြောင့် လို့မာဇရာဝီကိုလာမဲ့ပွဲစဉ်မှာပြန်မြင်ရမယ်ဆိုပြီးနီးပြကတရဝင်းကွန်ဖက်လုပ်ထားတယ်အဲ့တော့ပြောချင်တာကသူမနေ့ကလဲခဲ့တဲ့မာဇရာဝီကတော့ဒါကျွန်တော်တိုက်တကယ်ရမဟုတ်ဘဲနဲ့အဲ့တော့မဖြစ်မနေလဲခဲ့ရတဲ့ပုံစံဖြစ်ခဲ့တယ်ဒီနေ့မှဒါကျွန်တော်တခုတွေးကြည့်အောင်အဲ့တော့လူချောလူချောကဒါကျွန်တော်တို့ပြိတ်သက်တော်တော်များပြအဲ့တော့လူချောနေတာဝင်းဘက်မဟုတ်ဘဲနဲ့သက်ဆန္ဒဘက်နဲ့မနေ့ကပွဲထွက်ခဲ့ရပြီးတော့သူ့အနေနဲ့ခြေစွမ်းကတော်တော်လေးကိုဆိုးရွားခဲ့ရတယ်မှာပါတယ်ဘာလို့သူ့ဘက်ကပဲဒါအဓိကဒါကုဏပေါ်သူပဲဒါချာတိတ်ဖြစ်တဲ့ဖူဖာနာဆိုတဲ့ချာတိတ်လေးကပေါက်ခဲ့တာဖြစ်ပြီးတော့ယူနိုက်တက်ဘက်ကအဲ့ဒီဘက်ကပဲဒါကျွန်တော်တို့ဂိုးတွေတောက်လျှောက်ပေးခဲ့ရတယ်ပြအဲ့တော့ လူရှော့ကတော့ကျွန်တော်ဝင်းဘက်ကစားသမားတစ်ယောက်ပဲတုံးလို့ရမယ်လို့မြင်နေတက်ဆနာဘက်အနေနဲ့လူရှော့ကိုတိတ်ပြီးတုံးလို့ရမယ်လို့တော့ကျွန်တော်ကတော့မထင်ဘူးဘော။အဲ့တော့ United အကြောင်းပြောရမယ်ဆိုတော့လက်ရှိမှာက United အသင်းကတကယ်ကို Miracle တွေမြင်တော့နှစ်တိုင်းလို့လို့ဒီလိုမျိုးဒါကျွန်တော်ကမ်ဘက်တစ်ခုကိုဒါ pull off လုပ်ပြခဲ့တဲ့အသင်းတစ်သင်းက United ပါပဲ။အဲ့တော့ Eric Ten Hag လက်ထက်ကတော့ကျွန်တော်တို့တမလီဗာပူးတို့ပါတို့ကိုယင်ခုံပြခဲ့တယ်လို့ပဲဒီနှစ်ပွဲစဉ်မှာလည်းဒါကျွန်တော်အကောင်းဆုံး Manchester United အသင်းပြီးတော့ တကယ်တမ်းပြဿနာကြီးတော့ယူရိုပါလိမှာဒါ Athletic Bilbao ကိုပြောရမယ်ဆိုအခုလက်ရှိဖလားရဖို့အတွက်ရေဘန်းအစားဆုံးအသင်းတွေကနှစ်သင်းတွေ့မယ် Manchester United အသင်းနဲ့ Bilbao ကိုအသင်းတို့ဒါထိတ်တိုက်တွေ့ဆုံမှုကလည်းအင်မတန်မှဒါတော်တော်လေးကို crucial ဖြစ်မဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ရေးရမှာမြင်မိတယ်အဲ့တော့ဘာဒီဘလို့ဖြစ်မလဲတော့ကျွန်တော်ဒါမေလတရက်နေ့မှာစတင်ပြီးကြည့်ရမယ် United ကဒုတိယကြောအင်္ဂွင်ဖြစ်တဲ့ကြောင့်ဒီလိုမျိုးဒါကျွန်တော်တို့ပွဲတစ်ခုလို့ပြောအဲ့တော့အရင်တော့ကဒါစပိန်အသင်းတွေတိုင်ပတ်နေတဲ့ Manchester United အခုလက်ရှိမှာစပိန်အသင်းတွေအမြဲတမ်းခေါင်းတလုံးပူတာတက်တဲ့အသင်းတစ်သင်းဖြစ်လာခဲ့တယ်လက်ရှိမှာဒါကျွန်တော် Barcelona ဒါကျွန်တော် Real Real Sociedad အခုနောက်ပိုင်းပွဲစဉ်မှာဒါစပိန်အသင်းတွေဆိုရင်အမြင့်တန်းလူလူဒါကျွန်တော်တို့သွားလာခဲ့တဲ့အနေအထားတစ်ခုရောက်တယ်။အဲ့တော့ Manchester United ရဲ့အသင်းသား final ရောက်လာခဲ့မယ်ဆိုတော့ဒါလက်ရှိမှာလူတော်များကွန်ပျူတာတွေကတော်ထားတဲ့ဥစားကဘာလဲဆိုတော့ All English final ဖြစ်ဖို့အတွက်80ရာခိုင်နှုန်းတိရှိတယ်ဆိုပြီးတော့ဒါအင်္ဂလိပ်ကျွန်တော်တို့ကွန်ပျူတာတွေကရင်တော်ထားတဲ့တမှာပါတယ်။ United အသင်းနဲ့ Athletic Bilbao ကိုဒါကျွန်တော် short တော့လို့တော့မရဘူး။ဒါပေမဲ့ ကျွန်တော်တို့အကောင်းဆုံးကြိုးစားမယ်ဆိုတော့ United အတွက်တကယ်ကိုဒါကျွန်တော်အရေးပါတဲ့ပွဲတစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ Manchester United လက်ရှိဒီပြအာမိုရင်းကပြိတက်တွေကိုတောင်းဆိုထားပြီးသူအနေနဲ့ကျွန်တော်တို့ဒါ Premier League မှာရှုံးပွဲတွေများရခဲ့လို့ရှိရင်တော့သူ့ကိုမဝေဖန်ဖို့အတွက်ဒါချုပ်တင်ပြီးမေတ္တာရက်ခံဒါပေမဲ့ ကလေးနဲ့သုံးမယ်ဆိုတခုကောင်းတာဒီကြားထဲမှာဒါကလေးတွေရဲ့ performance ကကောင်းခဲ့မယ်ဆိုရင်တတော်လေးကိုဒါကျွန်တော်တို့ United အသင်းအတွက်အလုတ်ဖြစ်သွားနိုင်မယ်အနေအထားတစ်ခုလို့ပြောလို့ရအဲ့ပြောချင်တာအကဲကလေးအမလက်ရှိမှာ Harry Armas ဆိုတာကျွန်တော်တို့လက်ရှိကျွန်တော်တို့မသိတဲ့ခြားတိတ်တွေနေနဲ့ဒါ Premier League position မှာတကယ်တမ်းထကောင်းခဲ့လို့ရှိရင် United အတွက်ကဒါကျွန်တော်တို့တကယ်ကိုအသီးပွင့်တစ်ခုတော့ဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိမှာ Manchester United အသင်းအတွက်ကဒီနေ့ပွဲစဉ်ကတတော်လေးကို crucial ဖြစ်သွားတယ်တကယ်လည်းအရေးပါခဲ့တယ်အဲ့တော့ United အသင်းရဲ့လက်ရှိမှာပြိုင်တက်တွေလည်းပြောတယ်ကစားသမားတွေလည်းပြောတယ် နီးပြလည်းပြောတယ်ပေါ့နော်အကုန်လုံးပျော်အောင်ဒါ United ပြည်သက်တွေကိုဖွဆဆောင်ပြီးခဲ့တဲ့ပွဲစဉ်ပေါ့အဲ့တော့အမှန်တည်းပြောမစအေးစေးစေးစိတ်ငြိမ်ငြိမ်နဲ့ကြည်ပြီးပြီးသွားမယ်ပွဲတစ်ပွဲကနေပြီးတော့ခုလက်ရှိမှာတိုင်းနောက်ဆုံးချိန်ထိရင်ခုန်စိတ်လှုပ်ရှားပွဲအောင်လှုပ်သွားခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တဲ့အတွက်ကြောင့်ပြည်သက်တွေနေနဲ့လည်းလက်ရှိမှာဒါကျွန်တော်တို့ဒီလိုမျိုးရင်ခုန်စိတ်လှုပ်ရှားမရခဲ့တာကြာပြီလို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကုန်ပြီပေါ့ဗျဘောလုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလူစားပေါင်းကိုကူညီလို့ရပါတယ်များများလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာများများနိုင်မှာဖြစ်ပါတယ်အားလုံးမကြည့်ဒီမှာလေကောင်းမ ွန်သောနေလေးတနေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့ဒီနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရပေါ့အားလုံးပဲကြိုတင်ပါတယ်မြန်မာပြည်လက်ကလစ်ဖူမမီကြပါနဲ့ဟုတ်မြန်မာကလစ်မမြန်မာနိုင်ငံဖြစ်ပါလေအားလုံးပဲကြိုတင်ပါရကျွန်တော်နောက်မှာအေးအေးဆေးဆေးတွေ့ကြရပေါ့ကျွန်တော်တို့တော့ကြပြပါအောင်မြန်မာကလစ်ပြကြအောင်ဗျမြန်မာကလစ်မမြန်မာနိုင်ငံဖြစ်ပါလေဒီပါဗျ